တနင်္ဂနွေသားသမီးအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်9ရက်6လ2025မှာ17ရက်6လ2025ဒီပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့ယင်းထဲမှာလောကလည်းမှာပြပေါ်ရွှေရွှေနဲ့ဖြတ်တန်းနိုင်ဖို့နိုင်ငံရဲ့ခြားနဲ့ပတ်သက်ပြီးအဆက်အသွယ်ကောင်းတည်ငောင်းရရှိဖို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးကောင်းမွန်ဖို့အဲ့တော့ပြပေါ်ရွှေရွှေနေထိုင်ဖို့စိတ်ချမ်းသာအောင်ဖန်တီးဖို့အဲ့လိုအကြောင်းအရာတွေကိုအခုယင်းထဲမှာစဉ်းစားတွေးတောနေပါတယ် မျောလေတောင်းတရည်ရွယ်ချက်ကတော့ကိုချစ်ရတဲ့သူတွေနဲ့ဆုံရှုံရမှာဝေးကွာရမှာခွဲခွာရမှာစသည်အားဖြင့်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးမဖြစ်အောင်မကြုံအောင်အတက်နိုင်သမျှကိုကိုကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးမယ်လျှော့တင်တာတွေလျှော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကိုရရင်ထဲမှာမျောလေတောင်းတနေပါတယ်မမျောလင်မဲနဲ့ဘလို့ဟာမျိုးကြုံမလဲဆိုလို့ရှိရင်ကံကောင်းခြင်းအဖျားပြားရရှိမယ်အောင်မြင်မှုကြီးကြီးမားမားရရှိမယ်ငွေကြေးကံအောင်မြင်မှုကံ အကုန်လုံးအဖက်ဖက်ကပြည့်စုံခြင်း အောင်မြင်ခြင်း ဆိုတဲ့ဟာမျိုးကျင်းတွေကိုရရှိပါလိမ့်မယ်။စိတ်ညစ်စရာပူပန်တော့ကအနေနဲ့ကတော့ဆုံးဖြတ်ချက်တွေမှားတဲ့အတွက်ကြောင့်ငွေကုန်ကြေးကျများမယ်။ငွေကြေး၅ခန်းနဲ့ရတယ်၃ခန်းလောက်ဆုံးရှုံးသွားတာဆုံးဖြတ်ချက်တွေမှားလို့ကုန်သွားတာခေတ္တခဏစိတ်ညစ်ရတာအတလုံးဟာမျိုးတွေကြောင့်ကိုယ်မှာပူပန်တော့ကလေးတွေဖြစ်နေရတတ်ပါလေ။ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စာတာမှာ စိတ်ပင်ပန်းလူပင်ပန်းကျုံရတာမျိုးတွေဖြစ်ပေါ်လာတတ်ပါလေအခြေရင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်ပါလေအဲ့တော့ကိုမျောလင့်သလိုကိုတီးကိုတွေးထားသလိုမျိုးမဖြစ်တာမျိုးတွေကျုံတွေ့ရပါလိမ့်မယ်ဝင်ငွေနဲ့ပတ်သက်ပြီးဒီကလအတွင်းမှာပင်ပန်းသလောက်အကျိုးခံစားရမယ်လို့ပြောထားပါဗျအိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့ညာကစားရလို့ပဲအဲ့တော့မျက်စိအောက်ကအပြောင်ခံနိုင်တဲ့အဖြစ်မျိုးတွေကြုံတွေ့ရပါလိမ့်မယ် ဲ့တော့ကိုယ့်ရဲ့အိမ်အောင်ဘက်တစ္ဆာမဲ့တာပဲဖြစ်ဖြစ်ကိုကိုနိုင်တစ္ဆာမဲ့မိတာပဲဖြစ်ဖြစ်အဲ့လိုဟာမျိုးနဲ့ပတ်သက်လို့ရှင်လဲဘာပြဿနာမှမတက်နိုင်ပါဘူးအားလုံးပြည်ပြည်လဲလဲကောင်းကောင်းမမွန်ဖြစ်ပါလိမ့်မယ်လေဗျာထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကျမ်းမာရေးကြောင့်ဝေကုန်ကြီးကြမြတ်တတ်ပါတယ်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့တနင်္ဂနွေသားသမီးများဖို့ကတော့ငှက်ကလေးတွေနေတဲ့နေရာနားတဲ့နေရာဆင်းတဲ့နေရာစသည်အပြင်အဲ့လိုဟာမျိုးငှက်ကလေးတွေရှိတတ်တဲ့နေရာအနည်းကို ရှာကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညနာတိပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့ရအနေနဲ့ကတော့အတောင်ပံပါသောတရဝါများကိုအစာအာဟာရကျွေးမွေးခြင်းအဲ့တော့သူတို့စားနိုင်တဲ့အစားအစာများကိုကိုယ့်ဘက်ကကျွေးမွေးလှူဒန်းပေးခြင်းအပြင်အညံ့တွေအလုံးပြပြောက်မယ်လက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်တနင်္ဂနွေတာပင်းများအတွက် ကျွန်တော်ကျော်စိန်ဖန်ရဲ့တပတ်စာဗီဒီယိုကိုဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 295 380 358ပဲဖြစ်ပါတယ်ကဲဒီလောက်ပါပဲเนาะတရင်းတွေတာမီအရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြုပါပါစီလို့ဆန္ဒပြုပါတယ်ဗျာတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ရဲ့မိသားစုအကြောင်းတောင်းဝင်ခြင်းအကြောင်းစသည်အားဖြင့်အဲ့ဒီလိုဟာမိုးတွေအကြောင်းအစင်မပြေမှုတွေပျော်ရွှင်မှုကင်းမဲ့သွားတာ စိတ်ညစ်စရာတွေနဲ့ကြုံရတာညတိုင်းအဲ့လိုမပြောတာစသည်အားဖြင့်အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်။ကိုယ့်ကိုသဘောလေးလွင်ပြောတဲ့ကိစ္စမနာလိုတဲ့ကိစ္စအကြောင်းအရာတွေကိုလည်းအခုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာကိုထွက်ပြီးတော့အလုပ်တွေလုပ်ဖို့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဘဝရည်တည်မှုနဲ့ပတ်သက်ပြီးကြကြနနကြိုးစားဖို့အောင်မြင်အောင်လုပ်ဖို့အချိန်ကာလအတိုင်းအတာတစ်ခုထိအောင်ရင်းနှီးမြှုပ်နှံဖို့အချိန်တွေအဲ့ဒီမှာတွားပြီးကုံဆုံးဖို့ကိုဒါကိုယ့်ရဲ့ရင်းနှီးမှာ မျောလင်တောင်းတနေပါတယ်။မမျောလင်မဲနဲ့ဘလို့ဟာမှုကြုံမလဲဆိုလို့ရှင်မလုတ်ချင်တဲ့အလုပ်တွေကိုလုပ်ရတာချုပ်ချယ်မှုတွေဂျုံရတာနောက်ပြီးတော့ကိုယ်မှညံကောင်းပါလေညံကြီးပါလေနဲ့ဘာမှလုတ်ပိုင်ဝင်နေမရှိတာလုတ်လို့မရတာအဲ့ဒါလို့အခက်ခဲတွေဂျုံတွေ့ရတတ်တယ်ဗျ။စိတ်ညစ်စရာနေတဲ့ကတော့တရင်လာသားသမီးတွေမှာဝိဇ္ဇာတွေသူတော်စင်တွေကူညီမဆားဖို့အတွက်ကိုလည်းစိတ်ညစ်နေရတတ်တယ်။တလောကလုံးအံဩသွားလောက်အောင်စူးစမ်းပြခြင်းနဲ့စိတ်ဆန္ဒကြောင့်လည်း ကိုယ်မှာစိတ်ညစ်နေရတတ်တယ်အဲ့ဒီဆန္ဒတွေမိမ့်မိန်နေတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်ရတယ်လို့ပြထားပါဗါးငယ်ရွယ်တဲ့တနင်္လာသားသမီးတွေကန်စာတာမှာဘေးကျန်နေကြအကျက်သေးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်။ညဘက်အဲ့လိုမပြောတာအတွေးတွေနဲ့အချိန်ကုန်သွားတာအဲ့လိုဟာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့စောစောအိပ်ဖို့အကြံပေးကြပါလေ။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာအလုပ်ကိုကြက်ကြက်နနမလုပ်ဘဲနဲ့အတွေးတွေနဲ့ပဲကို့မှာ အချိန်ကုန်နေတာမျိုးဖြစ်တတ်တယ်အဲ့တော့အတွေးကိုနောက်မှတွေးအလုပ်ကိုအရင်လုပ်ပါလို့အကြံပေးကြပါတယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့နီလီယံနဲ့ဝေးဆိုတဲ့ပုံစံမျိုးစင်စင်ကာကာဖြစ်နေရတတ်တယ်ငါအိမ်တော်ကြတာမှဟုတ်ရဲ့လားဆိုတဲ့ပုံစံမျိုးတော့မှပဲကိုကိုကိုတွေးယူရတဲ့အဖြစ်မျိုးဖြစ်တတ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တယောက်တည်းနေရတဲ့အတွေ့အကြုံအထီးကျန်မှုအတွေ့အကြုံစားတော့လဲတယောက်တည်းသွားတော့လဲတယောက်တည်းအဲ့လိုမျိုးဘယ်မှာနှွေးသွေးမှုရှိလို့တော့ ဟလာဒီပုံစံမှန်သိလို့ရှင်ငါအစတည်းကအိမ်အောင်မပြုတ်ခဲ့ပါဘူးဆိုတဲ့အတွေးမျိုးတွေကြောင့်ကို့မှာအိမ်အောင်ရေးမှာရေရှည်အတွက်ကတော့မှာပဲစိတ်ညစ်ရတာမျိုး ဖြစ်ပေါ်နေရတတ်ပါတယ်။ကဲအဲ့တော့ခွင့်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကို့အိမ်ကိုပြုပြင်မွမ်းမံရတဲ့အတွက်ကြောင့်အခန်းကိုပြုပြင်မွမ်းမံရတာနေရာထိုင်ခင်းအတွက်စုဆောင်းရတာလောက်ကင်ရတာအတွက်ကြောင့်ငွေကုန်ကြီးကြများပါလိမ့်မယ်။အဲ့ဒီအတွက်ကြောင့်ငွေကုန်ကြီးကြအထွက်များတတ်ပါတယ်။ ီဝါသနာပါလို့ဒီတို့ကျင်တဲ့မိတ်ဆွေများဖို့ကတော့အဝေးတနေရာကိုသွားလူစဲစဲရင်းရထားတဲ့နံပါတ်တွေကိုအတိတ်ောက်ချင်းအားဖြင့်ကို့အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်။ညံ့နာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့ရာအနေနဲ့ကတော့မိသူတူတယောက်ကိုပဲဖြစ်ဖြစ်ဆေးအာဟာရဒါနပြုလိုက်ခြင်းအပြင်အညံ့နေအလုံးပြပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တနင်္လာသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့0 6 399380380ပဲဖြစ်ပါတယ်။ကဲကျွန်တော်ကြော်စင်းဖန်ပါ။တင်းနာသားမီရောက်တိုင်းရောက်တိုင်းလူရဆန္ဒပြုပါပါစေနော်။အင်္ဂါသားမီမိတ်ဆွေများအားလုံးမင်္ဂလာပါ။အင်္ဂါသားမီတွေအတွက်9ရက်6လ2025မှာ17ရက်6လ2025အထိပဲဖြစ်ပါတယ်။အင်္ဂါသားမီတွေရဲ့ရင်ထဲမှာရသမြဝင်ငွေတွေအဖတ်တင်ဖို့ကိုကျိုးစားကျိုးစားသမြအရာခတ်သိအစဉ်ပြေအောင်မြင်ဖို့ အဝေးတနေရာကတရင်ကောင်းဆက်တွေကောင်းတွေရရှိဖို့အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကဘယ်ချိန်မှငါ့ကိုဒေါသတန်ရန်လိုတန်နေနဲ့ပြဿနာလာရှာအောင်မလဲဆိုတဲ့အတွေးတွေအဲ့ဒီအတွေးတွေနဲ့ကိုယ်မှာမကြုံကျင်တဲ့အတွက်ကြောင့်မျောလင်းတောင်းတနေပါတယ်။အဲ့တော့ကိုယ့်ဘက်ကလည်းဘသူ့ဘုံမှာဒေါသတန်ရန်လိုတန်နေနဲ့မပြောခြင်းဘူး။အဲ့တိုင်းကိုယ့်ရဲ့ရင်ထဲမှာတွေးထားတယ်။အော်ဒီချိန်မှာမမျောလင်းမဲနဲ့ဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့ အဲ့တော့ကိုလုံရင်ကင်ရင်နဲ့ပဲတိုးတက်ကြီးပွားစရာလမ်းကြောင်းပေါ်စတင်ရောက်ရှိသွားတာအတွေးခေါ်တွေကောင်းတာအဲ့တလို့ဟာမျိုးတွေဂျုံတွေ့ရပါလိမ့်မယ်အင်္ဂါသားသမီးများအဲ့တော့လူယိုသေးခံရခြင်းအထင်ကြီးခံရခြင်းလေးစားခံရခြင်းဆိုတဲ့အဖြစ်မျိုးတွေဂျုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ရဲ့ဘဝကကြမှာကိုကတာစူးစမ်းနေတာကြံတဲ့လူတွေကကိုနောက်ကိုတယောက်မှလိုက်မလာဘူးအဲ့ဒီအတွက်ကြောင့်ကိုမှစိတ်ညစ်နေရတတ်တယ် တပြင်းပြင်းနဲ့ကိုယ့်ရဲ့ဘဝကံကြမ္မာကောင်းသောပြောင်းလဲခြင်းလားဆိုတဲ့ပုံစံမျိုးတွေးတော်ရင်းနဲ့အဆိုးကိုအကောင်းထင်တယ်အကောင်းကိုအဆိုးထင်တယ်အဲ့လိုဟာမျိုးတွေကြောင့်ကိုယ်မှာစိတ်ညစ်စရာတွေဖြစ်တတ်ပါတယ်ငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ကံစားတာမှာဆုံးဖြတ်ချက်တွေရွေချက်တွေရင်းရိုင်တင်းဆောင်လွဲချော်တာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်ပြီးလဲရင်းရိုင်တင်းဆောင်လွဲချော်တာမျိုးဖြစ်တတ်တယ်အဲ့တော့ ဒီချိန်မှာထွက်ငွေနဲ့ပတ်သက်ပြီးလို့ရှိရင်လဲကိုထင်သားတာကမထွက်ဘူးမထင်သားတဲ့နေရာကနေပြီးတော့ငွေယူပေါက်တွေများသွားတတ်ပါတယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မိတ်ဆွေပေါင်းတဲ့နေရာဆအံဩသွားလောက်အောင်ကိုရဲ့အိမ်အောင်ရေးကိုအားချစရာတွေဖြစ်ပေါ်ကတက်တယ်အဲ့တော့အစစရရအစဉ်ပြေပြေအစဉ်တမ်းမြင့်မြင့်အစဒီအားဖြင့်သူများချီးမွမ်းတဲ့ပုံစံမျိုးအထီတော်မှပဲကို့မှာကံစားတာကောင်းသွားတာမျိုးအိမ်အောင်ရေးတာရတာမျိုးတွေဖြစ်ပေါ်လာပါလိမ့်မယ်။ ဲ့တော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုအကြောင်းပြုပြီးတော့လေဘဝမှာအစင်တန်းမြင့်မြင့်ကောင်းကောင်းမွန်မွန်ဖြစ်သွားပါလိမ့်မယ်လို့ပြထားပါတယ်။ဖောက်ငွေနဲ့ပတ်သက်ပြီးလို့ရှင်လဲတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေအတွက်ငွေကုန်ကြေးကျများလာမျိုးဖြစ်ပေါ်တတ်ပါတယ်။ဒီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများဟိုကတော့ကြည်ကြည်နုနုပြပွှင်ဆွေနေတဲ့ချစ်သူဇုံတွဲတွေရဲ့အမိနာမကလေးကိုအတိတ်ကောက်ချင်းအားဖြင့်ကို့အတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာဖြစ်သွားပါလိမ့်မယ်။ ညံလာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့အသက်ကြီးတဲ့အဖွားတို့တယောက်ကိုတည်တည်သုံးမျိုးလှူဒန်းခြင်းအားဖြင့်အညံ့နေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်ဗျာကျွန်တော်ကျော်စိမ့်ဖန်ပါကျွန်တော်မိတ်ဆွေများအလုံးချမ်းသာချမ်းသာလို့ဆန္ဒပြဝပါစေလို့ဆန္ဒပြုပါတယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992530358ပဲဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးပေါင်းချမ်းသာချမ်းသာလို့ဆန္ဒပြဝပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာဘောဓဘူးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ ဗိုလ်တပူးသားသမီးများအတွက်9ရက်6လ2025မှာ17ရက်6လ2025ဒီပဲဖြစ်ပါလေဗိုလ်တပူးသားသမီးတွေရဲ့ယဉ်ထဲမှာကိုကိုကိုကြီးပွားအောင်ချမ်းသာအောင်အောင်မြင်အောင်လုပ်ဖို့အဲ့လိုရည်ရွယ်ချက်တွေကတော့နောက်ကိုဘယ်တော့မှမစုပ်ဘူးအားလုံးအဆင်ပြေစေရမယ်ငါတနေ့ချမ်းကိုချမ်းသာစေရမယ်အောင်ကိုအောင်မြင်ရမယ်ဟဲ့ဆိုတဲ့အတွေးတွေအခုယဉ်ထဲမှာစဉ်းစားတွေးတောနေပါလေမျောလင်းတောင်းတရည်ရွယ်ချက်ကတော့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ရက်တည်ဖို့ အဲ့လိုအကြောင်းအရာတွေဖန်တီးဖို့ဝင်ဝင်နှမျိုးလမ်းကြောင်းနှမျိုးကနေပြီးတော့ကံကောင်းအောင်ကြိုးစားဖို့ကိုဒါကိုရရင်ထဲမှာ မျောလင့်တောင်းတနေပါလေမမျောလင့်မဲနဲ့ဘလို့အောင်မကြုံမလဲဆိုလို့ရှင်တော့စီးစရာရင်ထားဖို့အကြောင်းပြုပြီးတော့ရက်ထားမှာလားရှေ့ဆက်တူမှာလားဘလို့လုပ်ရင်ကောင်းမလဲလက်ရှိဟာနဲ့အစင်မပြေတဲ့အတွက်ကြောင့်နောက်ထပ်နောက်ထပ်ငါဘလို့ဖန်တီးရင်ကောင်းမလဲဆိုတဲ့ပုံစံမျိုးဒါကိုမှအဲ့လိုအတွေးတွေဖြစ်နေရတတ်တယ်ပတ်စံကုန်မှလည်းကြောက်တယ် အဲ့တော့စီးစရာယဉ်ထားတဲ့ပတ်သက်ပြီးမဖြစ်မနေလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေကြောင့်လည်းအဲ့အတွေးတွေဝင်လာတာမျိုးဆုံးဖြတ်ချက်တွေချရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့စိတ်ညစ်စရာပူပင်သောကအနေနဲ့ကတော့ဒီလက်ရှိအလုပ်လက်ရှိနေရာကိုစွန့်ခွာဖို့ကြော်ခိုင်းဖို့အရာအားလုံးကို နောက်ပြန်လှည့်မကြည့်ပဲနဲ့ရှေ့ဆက်ပြီးတော့အေးရအေးကြောင်းဖြစ်မဲ့အကြောင်းတွေကိုဖန်တီးဖို့အတွက်ကြောင့်အခုမှစိတ်ညစ်နေရတတ်ပါတယ် ငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတို့ရဲ့ကန်စာတာမှာအခြေအနေနဲ့ပတ်သက်ပြီးဆုံးဖြတ်ရန်ကြက်တဲ့နှစ်ခုနဲ့ရင်ဆိုင်ရတတ်တယ်ကြုံတတ်တယ်လုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးဘဝရည်တည်မှုနဲ့ပတ်သက်ပြီးပညာရေးနဲ့ပတ်သက်လို့ရှင်လဲစိတ်ညစ်စရာနှမျိုးနှစ်စားကြုံတွေ့ရတတ်ပါတယ်အဲ့တော့ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းနှမျိုးနှစ်စားကြောင့်ငွေကုန်ကြေးကြများပါတတ်တယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ခေါင်းပူခေါင်းရှုပ်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်တယ်ကိုကြံစည်သလိုမဖြစ်ဘဲနဲ့လွဲချော်တာမျိုးတွေကြုံတွေ့ရတတ်တယ် အဲ့လွဲချော်မှုတွေကလည်းနောက်ထပ်ဆန်းရည်အတွင်းမှာပဲပြန်လဲကောင်းမွန်ခြင်းဆိုတဲ့အဖြစ်မျိုးကိုပြောင်းလဲသွားပါလိမ့်မယ်အဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုမျောလင်းတဲ့နေရာကမထွက်ဘူးမမျောလင်းတဲ့နေရာကထွက်သွားတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဒီဝါသနာပါလို့ဒီလိုကျင်တဲ့မိတ်ဆွေများဖို့ကတော့ကိုကိုနှောက်ရက်တဲ့သူတူတရားပေါ့နော်အဲ့ဒီလူရဲ့အမည်နာမကိုတိတ်ောက်ခြင်းအပြင်ကို့အတွက်အချိုးပေးသောကဏ္ဍတစုံတရားကြုံတွေ့ရပါလိမ့်မယ် ညံတာတွေပြေပြောပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့မုတ်ဖက်ထုတ်ဓာဘောက်စသည်အပြင်အဲ့ဒီဥစ္စာနှမျိုးတဲကတမျိုးမျိုးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလှူဒန်းလိုက်မယ်ကိုကို၌လဲစားမယ်တောက်မယ်ဆိုလို့ရှင်တော့အလိုရှိရာဆူတောင်းလိုက်မယ်ဆိုလို့ရှင်အညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘုရားသမီးများတွေတပတ်စာပေးတယ်ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်းဖန်ပဲဖြစ်ပါတယ် ျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39995380358ပဲဖြစ်ပါတယ်။ကဲကျွန်တော်မိတ်ဆွေဘုတို့ကသားသမီးရောက်တဲ့ရောက်တဲ့ချမ်းမှချမ်းသာလို့ဆန္ဒပြေဝပါစေလို့မေတ္တာပို့ပါတယ်ဗျာ။ဂျာသာပတိသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။ဂျာသာပတိသားသမီးတွေအတွက်9ရက်6လ2025မှာ17ရက်6လ2025အထိပဲဖြစ်ပါတယ်။အဲ့တော့ဂျာသာပတိသားသမီးတွေရဲ့ယဉ်ထဲမှာကိုမှရှိတဲ့ပတ်စံကိုတဦးတယောက်ကနေပြီးတော့လဝကြီးအုံမှာ၊ကင်တွယ်မှာ စသည်အပြင်အနိုင်ကျင့်မှာအဲ့လိုဟာမျိုးတွေအတွက်ကိုကိုယ်မှတွေးပူနေတတ်တယ်။အဲ့တော့ကိုယ်ပစံနဲ့ကိုယ်တွေးပူရတာမျိုးကိုယ်ပစ္စည်းဥစ္စာနဲ့ကိုယ်တွေးပြီးတော့စိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ဘာလုပ်မလဲဆိုလို့ရှိရင်ပစံထားတဲ့နေရာရွှေငွေယတနာပစ္စည်းတွေထားတဲ့နေရာမှာချက်မွေးတစ်ပြက်စီအဲ့ချက်မွေးတစ်ပြက်စီလေးကိုထောင်ထားလိုက်ပါ။မကြမကြအဲ့ဒီမိကန်တက်တာပေါ့ အဲ့ဒီပတ်စံထားတဲ့အပေါ်ပေါ့ဗျာအဲ့ဒါလို့အပေါ်ကိုအဲ့ကြံမွေးလေးတင်တင်ပေးထားနော်အဲ့ဒါလို့တင်ပေးထားခြင်းအားဖြင့်ကို့အတွက်အခုကိုတွေးပူနေတဲ့စိတ်ထဲမှာကိုယ်မှကြောက်တဲ့ကိစ္စငွေယူပေါက်တွေဖြစ်မဲ့ကိစ္စတွေအားလုံးကြီးကြီးသွားမယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့အိမ်ကောင်းရာကောင်းနဲ့နေလဲနေခြင်းနဲ့ပတ်စံကိုယ်မှလည်းကြောက်တယ်အဲ့ဒါလို့ဟာမျိုးတွေဒါကိုယ့်ရဲ့ယဉ်ထဲမှာမျောလင်းတောင်းတနေပါတယ်ပတ်စံမကုန်မဲ့နဲ့အိမ်ကောင်းကောင်းနဲ့နေခြင်းနဲ့ စိတ်ဆန္ဒကြောင့်ဘောတော့ဒါအဲ့လိုမျိုးဖြစ်နေတတ်တယ်အဲ့တော့ပတ်စံမကုန်ရင်တော့အိမ်ဆုံးနေပဲနေရမှာပေါ့ကဲဒီချိန်မှာမမျှော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့အဖက်ဖက်ကကူညီတဲ့သူတွေကိုယ့်ကိုအကြံဉာဏ်ပေးတဲ့သူတွေကောင်းရာကောင်းကြောင်းလမ်းညွှန်ပေးမဲ့သူတွေနဲ့ကြုံပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့သားသမီးအတွက်ပညာရေးအတွက်မိမိဝါသနာအတွက်နောင်ရေးအတွက်အိမ်ကြီးတိုးလို့တန်လန်ဖြစ်တဲ့ကိစ္စလုပ်ငန်းတွေတိုးလို့တန်လန်ဖြစ်တဲ့ကိစ္စ ဲ့တော့ရက်မာလာ72ဝါမာလာဘယ်လိုလုပ်ရမလဲဆိုတော့မတင်မကြတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်ပါတယ်စီးစရာရင်ရင်ရထားကိုအကြောင်းပြုပြီးတော့လည်းဒီကာလအတွင်းမှာစိတ်ညစ်စရာတွေဖြစ်ပေါ်ရတတ်ပါတယ်ငယ်ရွယ်တဲ့တနည်းငယ်ရွယ်တဲ့ကြာသာပတ်သားသမီးတို့ရဲ့ကံစားတာမှာစိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်စိတ်အနှောက်အယှက်ဆိုတာကကိုယ်ကိုမကြခဏဒုက္ခပေးတဲ့လူတွေကြောင့်စိတ်ညစ်ရတာမျိုးအဲ့လိုဟာမျိုးဖြစ်တတ်တယ်ကိုယ်စိတ်ထဲမှာမတူးမတန်ဖြစ်တတ်တယ်အရာခတ်သိမ်းမတူးမတန်ဖြစ်တတ်ပါတယ် ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာအရင်နှုန်းကပုံစံမျိုးနဲ့ပဲနောက်တစ်ကြော့ပြန်ပြီးတော့ဝင်လာတာမျိုးကြုံတွေ့ရပါလိမ့်မယ်။အိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့ခရီးတစ်ခုသွားပြီးမှအိမ်အောင်ကြီးလည်းตายရမယ်အဆင်ပြေမယ်ဒီကြားထဲမှာဆိုလို့ရှိရင်တော့သူလည်းလှုပ်ချင်ရလှုပ်မယ်ကိုယ်လည်းလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေကြာရောက်နေပါတယ်ဖြစ်ပေါ်နေတတ်ပါတယ်။ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရင်ထားဖို့အကြောင်းပြုပြီးငွေကုန်ကြေးကြများတဲ့အကြောင်းတွေပေါ်ပါလိမ့်မယ်။ ဒီဝါသနာပါလို့ဒီတို့ကျင်တဲ့မိတ်ဆွေတွေအခုကိုယ့်ရဲ့မိသားစုပျော်ပျော်စွင်စွင်ရိုက်ထားတဲ့ပုံလေးစသည်အားဖြင့်လူ၄၅၆ယောက်လောက်ရိုက်ထားတဲ့ပုံအဲ့လိုပုံပေါ်မှာရှာကြည့်ပါအဲ့အဲ့ပုံပေါ်မှာကိုယ့်အတွက်အကျိုးပေးသောခဏတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့မိမိအစာကျင်ဆုံးအစာစာအကြိုက်ဆုံးအစာစာကိုအာရိတကရွင်းနဲ့မှကိုကစားကျင်တဲ့အစာစာတစ်မျိုးမျိုးကို ကိုလှူခြင်းတဲ့သူကိုလှူလိုက်ပါယဟန်တန်ကလည်းလှူလှူလို့ရတယ်တက်ကြီးရွယ်ကိုလည်းလှူလို့ရတယ်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းလည်းလှူလို့ရတယ်မိဘဦးလေးအတော်စသည်အပြင်အဲ့ဒါလိုပုံကုမျိုးတွေကိုလည်းလှူလို့ရပါတယ်ကဲအဲ့ဒါလိုလှူတန်းပြီးရင်ကိုယ့်ရဲ့အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ဗျာကဲကျွန်တော်ကြော်စင်ဖန်ပါကျွန်တော်မိတ်ဆွေများအားလုံးကြားမှာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 350ပဲဖြစ်ပါတယ်ဗျာတော့ကြာသားမီအားလုံး မင်္ဂလာပါတောက်ကြသားသမီးတွေအတွက်9ရက်6လ2025မှာ17ရက်6လ2025ထိပဲဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေရဲ့ရင်ထဲမှာကိုသိကျင်သောကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လှမ်းမယ်ဆိုတဲ့အဖြစ်မျိုးတွေတွေးနေတတ်တယ်နောက်ပြီးကိုကိုကိုလည်းအားမလို့အားမရအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့မိသားစုတာယာချမ်းမြေပဲပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်ခြင်းနဲ့ သူများဘဝတွေဘဝတွေတွေးလိုက်လို့ရှင်အရန်ကြည်နူးစရာကောင်းတယ်စိတ်ချမ်းသာစရာကောင်းတယ်ကိုဘဝကိုပြန်တွေးလိုက်ရင်ဝမ်းနည်းစရာအတိအတလို့ဟာမျိုးဖြစ်နေတတ်တယ်အဲ့တော့ငါဘဝမှာအတလို့မျိုးဘယ်သောအခါမှမဖြစ်စေရဘူးဆိုတဲ့ပုံစံမျိုးဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေပါတယ်ဗျာမမျောလင်းဘဲနဲ့ဘလို့ဟာမျိုးကြုံမလဲဆိုလို့ရှင်တော့အောင်မြင်မှုအဖျားဖျားအဲ့တော့ကြိုးစားခြင်းနဲ့စိတ်ဆန္ဒအတလို့ဟာမျိုးတွေနဲ့ခွန်အားတွေနဲ့ ြည့်နှိပ်ပြီးတက်ကြွနေတာမျိုးကြုံတွေ့ရပါလိမ့်မယ်။စိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့အိမ်မှာဩဇာအာဏာပေးတဲ့လူတူတူယောက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။သူနဲ့လည်းမဆိုင်မဲနဲ့ဝင်ဝင်ပြီးတော့ဩဇာအာဏာပါဝါပြတဲ့တူတူယောက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်ပါလေ။စားရေးတောက်ရေးအတွက်လည်းဒီချိန်မှာစိတ်ညစ်နေနေရတတ်တယ်။ကိုယ်စားတင်တာတမျိုးသူတို့ကချက်ကျွေးတာတမျိုးအဲ့တော့ကြံတဲ့လူတွေက တစ်မျိုးအသလိုဟာမှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။ကဲငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်းစားတာမှာအိမ်နီးနာခြင်းပတ်ဝန်းကျင်ကြောင့်အဆင်မပြေမှုတွေဖြစ်တတ်တယ်။အိမ်နီးနာခြင်းနဲ့တန်ရုံးစင်တွေ့မိတဲ့အတွက်ကြောင့်လဲမေတ္တာထားမိတဲ့အတွက်ကြောင့်လဲမမေ့နိုင်တဲ့အတွက်ကြောင့်လဲကို့မှာစိတ်ညစ်စရာတွေထပ်ပြီးတိုးတက်ပါတယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအဲ့တော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့ဝင်ဝေကောင်းတွေရရှိပါလိမ့်မယ်လေဗျာ။ အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့တူးနဲ့တူခွန်းကြီးခွန်းငယ်ဖြစ်တတ်ပါတယ်။သူကတစ်မျိုးကိုကတစ်မျိုးအဲ့တော့ဟိုကတစ်မျိုးဒီကတစ်မျိုးအတလူဟာမှုတွေလာတတ်ပါတယ်။တူးနဲ့တူးလဲဒေါသတန်ရန်လိုတန်နေတဲ့အချိန်ကုန်နေတာမျိုးဖြစ်ပေါ်သွားတတ်ပါတယ်။သူ့လည်းကြည့်မရ၊သူကလည်းကိုယ့်ကိုကြည့်မရအတလူဟာမှုဖြစ်နေရတတ်တယ်နော်။ခွန်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဘလို့ကုံလို့ကုံမှမသိဘူးစီလိုပေါက်ရှာပြီးထွက်တဲ့ပုံစံမျိုးတွေနဲ့ငွေကုံကြီးကြများပါလိမ့်မယ်တဲ့ဗျာဒီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့ ချိန်ဝင်နေတဲ့ချိန်ရောင်းတဲ့အနီးအနားမှာရှားကြည့်ပါအဲ့တော့ကတ်တားတွေကီလိုတွေစသည်အပြင်အဲ့လိုဟာမိုးတွေနဲ့ချိန်ရောင်းတဲ့နေရာနားမှာရှားကြည့်ပါအဲ့ကတ်တားတွေလည်းမရှိဘူးကီလိုတွေလည်းမရှိဘူးဆိုလို့ရှိရင်တော့အနီးရောင်းဆောင်နော်အနီးရောင်းဆောင်ဆောင်အနီးရောင်းအယခင်းတွေရဲ့ဒစိမ့်တွေကိုရှားရှားကြည့်လိုက်အဲ့မှာကိုယ်အတွက်အချိုးပေးတော့ခဏတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့ ကိုယ်အိမ်မှာရှိတော့အိမ်အဟောင်းအိုးအဟောင်းအဲ့တော့စသည်အားဖြင့်အဲ့လိုမရှိလို့ရှိရင်လည်းကျွတ်ကျွတ်အိမ်အဟောင်းပေါ့ဗျာအစ်စ်တော်မရဘူးအဟောင်းအိမ်အမဲရရင်ပိုကောင်းတာပေါ့အဲ့လိုမျိုးဟာတွေစွန့်ပစ်စွန့်ပစ်ပြီးလို့ရှိရင်ငါတန်နေခံငါမှာရှိနေတော့အညံ့နေအားလုံးဒီအိတ်နဲ့တူတခါတည်းပါသွားစေဆိုပြီးပြောပြီးတော့ပြစ်လိုက်ပါအဲ့ဒီ chair ကနေစတင်ပြီးတော့ကို့အတွက်ကန်ဆိုးတာတွေအကောင်းဘက်ကိုပြန်ပြီးဥတီသွားပါလိမ့်မယ်လို့ပြောရင်တောက်ကြသားသမီးများတွေဒီမှာပဲနေကုန်ချုပ်ပြရစေကျွန်တော်ကျော်စိန်ဖန်ပဲဖြစ်ပါတယ် ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးရောက်တဲ့ရောက်တဲ့ကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါရယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992550358ပဲဖြစ်ပါတယ်ဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်9ရက်6လ2025မှာ17ရက်6လ2025ထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယဉ်ထဲမှာကိုယ့်ကိုဒုက္ခပေးခဲ့တဲ့လူကိုကရစားပြန်ချေဖို့အတွက်ကိုဒါကိုယ့်ရဲ့ယဉ်ထဲမှာစဉ်းစားတွေးတော့နေပါတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကတော့ ငါမှဆရာရှိတယ်ငါဆရာငါ့ကိုလမ်းညွှန်ပေးလိမ့်မယ်ငါအားကိုးရတဲ့သူရှိတယ်အဲ့ဒီသူကငါ့ဘဝကြီးကိုထိန်းကျောင်းပဲ့ပြင်သွားလိမ့်မယ်သူရှိတယ်ဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ရင်ထဲမှာသူများတဦးတယောက်ကိုအားကိုးမိတာမျိုးဖြစ်ပေါ်နေရတတ်တယ်အဲ့တော့အဓိကတော့ကိုယ့်ကိုယ်ကိုအားကိုးတာအကောင်းဆုံးပါပဲသူများကိုအားမကိုးနဲ့နော်ဒီချိန်မှာမမျှော်လင့်မဲ့ဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှိရင်နော် ဲ့တော့ငါဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ပုံစံမျိုးတွေခေါင်းထဲမှာညံလဲပွင့်သွားတဲ့ပုံစံမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့လှုပ်တင်လှုပ်တိုက်တာကိုအချိန်မစွဲပဲနဲ့မြန်မြန်ဆန်ဆန်လှုပ်ဖြစ်ပါလိမ့်မယ်လို့ပြထားပါတယ်စင်းညစရာအနေနဲ့ကတော့ပင်မန်းမှာခက်ခဲမှာကြမ်းတမ်းမှာစသည်အားဖြင့်အဲ့ဒါလိုဟာမျိုးတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့စနေသားသမီးတွေကန်စားတာမှာကုထက်ငယ်တဲ့သူတွေစသည်အားဖြင့်ကလေးအတွက်ငယ်တဲ့သူတွေအတွက်ကြောင့် ကိုမှစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်သလိုသူတို့ဦးစားပေးတယ်ရတဲ့အတွက်ကြောင့်ကိုမှကုကုကိုတော့ဦးစားပေးဖို့မေ့နေတာမျိုးဖြစ်ပေါ်ရတတ်ပါတယ်အဲ့တော့စနေသားသမီးများဖို့ကတော့ဒီကာလအတွင်းမှာကိုဖုံးဖီထားတဲ့ဟာတွေတစ်ဖက်လူကသိသွားမှကြောက်တဲ့အတွက်ကြောင့်အခြေအနေနဲ့ပတ်သက်ပြီးကိုမှစိတ်တထင်းထင်းဖြစ်နေရတတ်ပါတယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့အခြေအနေနဲ့ပတ်သက်ပြီးနော် တကာတကာရေပေါ်မှာပါလဲပြားရေဆန်းတဲ့ပုံစံမျိုးအချိုးပေါ်အချိုးဆင့်တဲ့ပုံစံမျိုးတွေနဲ့ကြည်နူးစရာကောင်းပါလိမ့်မယ်တဲ့ဗျာအဲ့တော့ဒါအိမ်တော်ရေးနဲ့ပတ်သက်ပြီးလို့ရှင်လဲပိုးပြီးတော့နွေနွေထူထူချစ်ချစ်ခင်ခင်ကြုံပါလိမ့်မယ်နော်အဲ့တော့အစတော့ကအစိုးရဘူးသမျှ။ဩငါ့အတွက်ကန်ကောင်းလိုက်တာဆိုတဲ့ပုံစံမျိုးဖြစ်သွားပါလိမ့်မယ်။ကဲအဲ့တော့ဓိဝသနာပါလို့ဓိထိုးခြင်းနဲ့မိတ်ဆွေများပို့ရတော့ ကိုအနီးနားမှာဘဝပြည့်တဲ့သူစီးပွားပြည့်တဲ့သူအဲ့လိုဟာမျိုးတွေအမည်နာမသည်ကိုအတွက်အကျိုးပေးသောကဏ္ဍလက်ဆောင်တရားဖြစ်သွားပါလိမ့်မယ်အဲ့တော့အဲ့ဒီစကားပြောတာမကောင်းပါဘူးသူများစီးပွားပြည့်တာသူများဘဝပြည့်တာကိုအတွက်ကံကောင်းမယ်ဆိုတဲ့ပုံစံမျိုးဒီဒါတော့နမိတ်တိုင်းဟောရတာပေါ့နော်ကဲအဲ့တော့အဲ့လိုဟာမျိုးတွေကိုအတိတ်ကောက်လိုက်ပါအဲ့ဒါဆိုအားလုံးအဆင်ပြေသွားပါလိမ့်မယ်ဒီကဏ္ဍနဲ့ပတ်သက်ပြီးပေါ့နော် ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရာအနေနဲ့ကတော့9ခုနှစ်ကောင်လူချင်းအဖြစ်အညံ့တွေအလုံးပြပြကောင်းမွန်ပြီးလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့စနေသားနီးများအတွက်တပတ်စာပေးတယ်ကိုဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်းဖန်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေပေါင်းကြားမှာချမ်းသာလို့ဆန္ဒပြပါပါစီလို့ဆန္ဒပြမြတ်တာပို့ပါတယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်ဗျာ